မင်္ဂလာပါရှင်။ဝတ္တမီဒီယာ channel ကနေပြောပြန်လည်ကြိုဆိုလိုက်ပါတယ်။မြန်မာနိုင်ငံမှာမလ28ရက်နေ့ကအင်အားပြည့်ငက်လျင်နဲ့နောက်ဆက်တွဲငက်လျင်တွေစတင်လှုပ်ခဲ့ပြီးနောက်လက်ရှိအချိန်ထိဆိုရင်ရပ်ပေါင်း30ကျော်လာပြီဖြစ်ပါတယ်။ဒီကာလအတွင်းငက်လျင်ကြောင့်မြန်မာနိုင်ငံမှာဘလောက်ထိထိခိုက်ပျက်စီးဆုံးရှုံးခဲ့တယ်လဲဆိုတဲ့အချက်နဲ့နိုင်ငံပေါင်း190ကျော်ပါဝင်ဖွဲ့စည်းထားတဲ့ကုလသမဂ္ဂအဖွဲ့ကမြန်မာငလျင်ပေးနဲ့ပတ်သက်ပြီးတော့ ကိုညီထောက်ပံ့ပေးဖို့ဘယ်လိုကတိပေးထားတယ်လဲဆိုတာကိုဒေါသန်ပိုင်းထဲမှာပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုးသားမီဒီယာ channel ကို subscribe နဲ့ like ရန် share လေးလုပ်ပေးပါအောင်ရှင်။ပြည်ထောင်စီမြန်မာနိုင်ငံမှာမလ28ရက်နေ့ကပြင်းအား9တသမ9မဂန်နီတူအဆင့်ရှိရဲ့ငလီနေပြင်းအား6တသမ4မဂန်နီတူအဆင့်ရှိရဲ့ ။နောက်ဆက်တွဲငလျင်ငယ်တွေထပ်မံလှုပ်ခဲ့ပြီးနောက်ဧပြီလ9ရက်နေ့ဆိုရင်ဆက်ရက်ရှိနေပြီဖြစ်ပါတယ်။အင်အားပြင်းငလျင်စတင်လှုပ်ခဲ့ခဲ့ပြီးနောက်ဆက်ရက်အတွင်းမှာပြင်အားနှစ်တသက်မှအရှိမကန်ဒီကျူအစင်ရှိရဲ့ငလျင်ကနေ9တသက်မှ9မကန်ဒီကျူအစင်ရှိရဲ့ငလျင်အကျင့်ကြီးအတွက်အ ਨੇ စုံ96ကျင်းလှုပ်ခဲ့ခဲ့ရာငလျင်ကြောင့်ထိခိုက်ဒေဆုံးဒဏ်ရာရမှုနဲ့အပြည့်စည်းတွေကပုံမတိုးမြင့်လာခဲ့တယ်လို့ကုလသမဂ္ဂအဖွဲ့ကပြောပါတယ် မြန်မာနိုင်ငံရှိမြို့နယ်ပေါင်း330အနက်မြို့နယ်ပေါင်း58မြို့နယ်ကလူပေါင်း18တသမ2တန်းကငလျင်တန်းကိုတွေ့ကြုံခန်းစားခဲ့ရပြီးတော့အဲဒီလူပေါင်း18တန်းကျော်တွေက6တန်းကျော်ကပြင်းထန်တဲ့ငလျင်နဲ့နောက်ဆက်တွဲငလျင်ငယ်တန်းတွေကိုခန်းစားရတယ်ဆိုပြီးတော့ကုလသမဂ္ဂအဖွဲ့ကဖော်ပြထားပါတယ်။ငလျင်တန်းကိုဘကိုတိုင်းအရှိပိုင်းကရင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်း စကိုင်းတိုင်းဒေသကြီးတို့ကမြို့တွေတွေးကြော်ခန်းစားခဲ့ရတယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာ2020ခုနှစ်ကနိုင်ငံရေးပြဿနာကြောင့်ဖြစ်ပွားလာခဲ့တဲ့တိုက်ပွဲတွေကြောင့်လူပေါင်းတန်းချီလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးလိုအပ်နေချိန်မှာအရာပြေငံလျင်လှုပ်ခတ်မှုတွေကမြန်မာနိုင်ငံရဲ့လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးကိုပိုမိုလိုအပ်လာစေခဲ့လို့သိရပါဗျ။ငလျင်ကြောင့်မြန်မာနိုင်ငံမှာအေဗီလာ9ရက်နေ့အထိအနည်းဆုံးလူပေါင်း 3600ကျော်တည်ဆုံခဲ့ရတယ်လို့လူပေါင်း9000ကျော်တရားရခဲ့ကလူပေါင်း20နီးပါးပျောက်ဆုံးနေဆဲဖြစ်တယ်လို့သိရပါတယ်။ညလင်လောက်ခဲ့ခဲ့ပြီးနောက်တရုတ်အိန္ဒိယရုရှားအပါအဝင်နိုင်ငံတကာရှာဖွေကယ်ဆယ်အဖွဲ့တွေဟာအပြည့်အစည်းတွေကြားတဲ့ပိတ်မိနေသူတွေကိုလာရောက်ရှာဖွေကယ်ဆယ်ပေးခဲ့လို့သိရပါတယ်။နိုင်ငံပိုင်မီဒီယာတွေမှာရေးသားဖော်ပြချက်အရညလင်ကြောင့်မြန်မာနိုင်ငံမှာအဆောက်အအုံပေါင်း9225ခု စတင်ကြောင်းပေါင်း1824ခုဇေဒီပထိုးပေါင်းအနည်းဆုံး4818ခုစေယုံစေပေကန်အနည်းဆုံး169ခုတဒါအစင်ရေးအနည်းဆုံး168ခုရေကာတာပေါင်းအနည်းဆုံး198ခုနိုင်ငံရဲ့အထက်ကလမ်းမကြီးတွေရဲ့အစိပ်ပိုင်းပေါင်း198ခု ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။နာဆာကအစိုးရအဖွဲ့ရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကလည်း ြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလျင်နဲ့ပတ်သက်ပြီးဧပြီလ9ရက်နေ့ထိထိခိုက်ပျက်စီးမှုအခြေအနေတွေကိုအခုလိုမျိုးထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒီနေ့ဧပြီလ9ရက်နေ့ထိငလျင်တန်းကြောက်သေဆုံးသူ စုစုပေါင်း3600ဦးဒဏ်ရာရှိသူ9018ဦးပျောက်ဆုံးသူ160ဦးဖြစ်ပါတယ်။သေဆုံးပျောက်ဆုံးခဲ့သူများ အတွက်နိုင်ငံတော်အစိုးရအနေနဲ့ထပ်တူ ဝန်ထဲကြေခွဲရပါတယ်။ကုညီကယ်ဆယ်မှုတွေအနေနဲ့တော့ကျွန်တော်တို့ဒီနေ့ထိနိုင်ငံပေါင်း20ကလေရင်64ကောက်မော်တော်ယာဉ်6စီးတင်မောင်း5စီးရောက်ရှိကုညီပြီးဖြစ်ပါတယ်။ကယ်ဆယ်ဝန်ထမ်းပေါင်း1938ဦးလွတ်ပြီးကယ်ဆယ်ကုညီရေးလုပ်ငန်းတွေဆောင်ရွက်ပေးခဲ့ပါတယ်။ထောက်ပံ့ရေးပစ္စည်း1280တန်းကျော်ကယ်ဆယ်ရေးပစ္စည်း844တန်းကျော် တောက်ရှိပြီဖြစ်ပါတယ်။ကုညီကယ်ဆယ်မှုတွေအနေနဲ့ဒါမြန်မာနိုင်ငံမိသားတပ်ဖွဲ့ပြီးရင် volunteer အဖွဲ့တွေပြီးရင်ခုနပြောတဲ့ကျွန်တော်တို့နိုင်ငံတကာကုညီကယ်ဆယ်ရေးအဖွဲ့တွေပူးပေါင်းပြီးအသက်ရှင်လျက်အမျိုးသား338ဦးအမျိုးသမီး335ဦးစုစုပေါင်း653ဦးတက်ဘော်ဒီတွေ့ရှိမှုနဲ့အမျိုးသား340ဦးအမျိုးသမီး360ဦးစုပေါင်း900ဦး ကူညီကယ်ဆယ်နိုင်ခဲ့ပါတယ်ဒီမြန်မာနိုင်ငံကိုကူညီကယ်ဆယ်ရေးအဖွဲ့လွတ်ပြီးချင်းပစ္စည်းများဖြင့်ထောက်ပံ့ခြင်းအနေနဲ့ရုရှားတရုတ်တရုတ်ဟောင်ကောင်အိန္ဒိယထိုင်းစင်ကာပူမလေးရှားဘင်္ဂလားဒေ့ရှ်ဗီယက်နမ် UAE လာအိုဘီလာရုစ်အင်ဒိုနီးရှားဘူတန်ဖိလစ်ပိုင်ဂျပန်နီပေါ်ပါကစ္စတန်တူကီယား အမေရိကန်တတိလင်္ကာဟောင်ကောင်စတဲ့နိုင်ငံ20ကကျွန်တော်ကူညီခဲ့တဲ့မှုများထောက်ပံ့ပစ္စည်းပို့ဆောင်ပေးမှုများဆောင်ရွက်ခဲ့ကြောင်းတတိထောက်ပြအပ်ပါတယ်ကုလသမဂ္ဂအဖွဲ့ရဲ့ကနေဦးလေးလာသုံးသက်ချက်တွေအရာမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြေငလျင်ကြောင့်နေပြည်တော်အပါအဝင်ပြည်내နဲ့တိုင်းဒေသကြီးခုနှစ်ခုရှိမြို့နယ်ပေါင်း31မြို့ကလူပေါင်း6သိန်းနေပါဟာအစားအစာတောက်ရည်တဲ့ကျမ်းမာရေးဆောင်ရှားမှု ငွေကြေးနဲ့အရေးပေါ်အမိုးကာတွေလိုအပ်နေစေဖြစ်တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်အကူအညီများစွာလိုအပ်နေရကြောင်းနိုင်ငံတကာအဖွဲ့အစည်းတွေကလက်ရှိထက်ပိုမိုကူညီပေးမယ်လို့ကုလသမဂ္ဂအဖွဲ့တိုက်တွန်းတောင်းဆိုထားပါတယ်။မြန်မာနိုင်ငံမှာငလျင်လှုပ်ခတ်ခဲ့ပြီးနောက်မြေပြင်ကိုကွင်းဆင်းလေးလာခဲ့တဲ့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာအကြီးအကဲတွန်ဖလက်ချာကငကိုရဲကဘာမှမရှိပါဘူးဆိုတဲ့သူတွေကမှ အထိခိုက်ဆုံးဖြစ်ခဲ့ရတယ်။ဒီလိုအဖြစ်ဆိုရင်ဆိုရလွန်းတာတွေကြုံခဲ့ရတဲ့သူတွေကိုကဘာကကွန်ကြီးပန့်ဖို့ပေးမှရမှာပါ။မြန်မာနိုင်ငံမှာလှုပ်ခတ်သွားခဲ့တဲ့ငလျင်ကြောင့်လူသိမ်းပေါင်းများစွာရဲ့ဘဝတွေပျက်စီးခဲ့ရပါတယ်။ဒီမိသားစုတွေဟာအကွန်ကြီးမပါဘဲပြန်ရုံထနိုင်ဖို့ဆိုတာခက်ခဲလွန်းပါတယ်။ခေလုံစရာနေရာမဲ့တန်ရှင်းတဲ့တောက်သုံးရည်မရှိဘေကင်းလုံးကြုံမှုဆိုတာမရှိဘူး။မန္တလေးဟာမြန်မာနိုင်ငံမှာလူပေါင်းများစွာတည်ဆုံရအောင်လှုပ်ခတ်သွားခဲ့တဲ့ ညလင်ပဟိုချက်အနည်းမှာရှိရဖြစ်ပြီးပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေအားလုံးပျက်စီးဆုံးရှုံးကြရပါတယ်။အပူချိန်မြင့်တက်နေချိန်မှာပဲအပျက်စီးကြကထုံမရသေးသူတွေလည်းအများကြီးရှိနေပါသေးတယ်။ယောဂပိုးမားတွေကလည်းအနည်းတစ်ခုပါပဲ။မောတုံရသည်လည်းမကြခင်ကြောက်ရောက်တော့မှကြောင့်ခိုလုံစရာနေရာရရှိဖို့အင်မတန်အရေးကြီးပါတယ်။ကုလသမဂ္ဂဟာဘေးဒဏ်သင့်နေရာဒေသတွေမှာရှိနေပြီးတော့ဒေသခံအဖွဲ့အစည်းတွေကိုကိုယ်ကြီးဆောင်ရွက်လျက်ရှိပါတယ်။ ဒါပေမဲ့တောင်းပြန်ရေးအတွက်ရန်ပုံငွေအရေးတကြီးလိုအပ်နေရင်ကမ္ဘာနိုင်ငံတွေဟာဒီကိစ္စကိုမျက်ကွယ်မပြုသင့်ပါဘူးဆိုပြီးတော့ပြောပါတယ်။ငလျင်လောက်ခဲ့ခဲ့ပြီးနောက်ဥရောပသမဂ္ဂအပါဝင်နိုင်ငံတချို့ဟာ NASA ကအစိုးရထံထိုင်းရိုက်ကူညီလှူဒန်းခဲ့တယ်လို့ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေတဲကတဆင့်ကူညီလှူဒန်းပေးတာတွေရှိခဲ့တယ်လို့သိရပါတယ်။ငလျင်ကြောင့်မြန်မာနိုင်ငံရဲ့ထိခိုက်ပျက်စီးမှုစုစုပေါင်းတန်ဖိုးဟာ American Dollar Billion နဲ့ချီပြီးထိခိုက်ပျက်စီးွယ်ရှိနေရ နိုင်ငံတကာအတိုင်းဝိုင်းကဝိုင်းဝန်းကူညီပေးဖို့လိုအပ်နေပါတယ်။ကုလသမဂ္ဂအဖွဲ့ကမြန်မာငလျင်ဘေးနဲ့ပတ်သက်ပြီးအမေရိကန်ဒေါ်လာတန်းတရာနီးပါးကူညီထောက်ပံ့ပေးမယ်လို့ကတိပြုထားတယ်ဆိုပြီးတော့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာအကြီးအကဲတွန်ဖလက်ချာရဲ့အဆိုအရသိရပါတယ်။ကုလသမဂ္ဂအဖွဲ့ဟာနိုင်ငံတကာအလှရှင်တွေကကူညီလှူဒန်းထားတဲ့အမေရိကန်ဒေါ်လာ63သန်းကိုမြန်မာငလျင်ဘေးတွေကူညီထောက်ပံ့ပေးမှာဖြစ်တယ်လို့ကုလသမဂ္ဂအရေးပေါ်ရန်ပုံငွေက အမေရိကန်ဒေါ်လာ5တန်ကိုကူညီထောက်ပံ့ပေးမယ်လို့သိရပါတယ်။ဝိလာသမကအဖွဲ့ဟာမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလျင်နဲ့ပတ်သက်ပြီးတော့အကူအညီပေးရေးလုပ်ငန်းတွေလုပ်ကိုင်နိုင်ဖို့ကုလသမဂ္ဂဝန်ထမ်းတွေကိုဆက်လွှတ်သွားဖို့ရှိရဲဆိုပြီးတော့သိရပါတယ်။မြန်မာနိုင်ငံမှာလက်နက်ကိုင်တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာလူပေါင်းထောင်စီတေဆုံးစေခဲ့တဲ့အင်အားပြေးငလျင်လှုပ်ခဲခဲ့တာဟာမြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွေကိုအတိုင်းအတာတရက်ထိထိုးနှက်ချက်တွေဖြစ်လာဝဲရှိနေရ ပြည်လဲထူထောင်ရေးလုပ်ငန်းတွေအတွက်ကုလသမဂ္ဂအဖွဲ့အပါအဝင်နိုင်ငံတကာဝိုင်းဝန်းကူညီပေးဖို့လိုအပ်နေပါတယ်။ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ်တီတိုမီထရာကငလျင်ဘေးတန့်ခင်ရဲ့ဒေသတွေကိုသွားရောက်လေ့လာခဲ့ပြီးမြန်မာပြည်သူတွေကိုကူညီထောက်ပံ့ပေးဖို့ရည်မှန်းထားလို့ပြောဆိုခဲ့ပါတယ်။ UNDP မြန်မာရဲ့ဌာနကိုယ်စားလှယ်ကကျွန်တော်တို့နေတွင်းနေရတာကတော့မြန်မာနိုင်ငံမှာနောက်ထပ်အကြက်တဲတွေသာဖြစ်လာပေမဲ့ နိုင်ငံတကာရဲ့အာရုံစိုက်မှုကိုမရတယ်လို့ဖြစ်နေတာကိုမြန်မာပြည်ကလူတွေဟာခံစားနေရပါတယ်။အခုကပ်ပြီးတောင်နိုင်ငံရဲ့လက်ရှိ ဖြစ်ပွားနေတဲ့ပဋိပက္ခတွေ၊နေရဲစွက်ကွာရွှေ့ပြောင်းမှုတော်မြင့်လာခြင်းတွေနဲ့စီးပွားမတည်ငြိမ်မှုတွေပုံမှုဆိုးရလာပြီးမျိုးပြနေဒုဒုကိုတည်တည်တာတာထိတ်ကိုက်စေခဲ့ပါတယ်။ UNDP အနေနဲ့အခုအကြက်တဲကာလအတွင်းမြန်မာနိုင်ငံကပြည်သူတွေကိုထောက်ပံ့ကူညီဖို့ရှင်းမှန်းထားပြီးတော့လှုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုဟာအရေးပေါ်ချက်ချင်းပံ့ပိုးကူညီမှုထက်ကျော်လွန်ပြီးရေရှည်ကိုပိုလို့ရှင်မထားပါရယ်အနာဂတ်အတွက်စံစံခံနိုင်စွမ်းနဲ့ရေရှည်စွမ်းရည်ကိုတည်ဆောက်ဖို့အတွက်နိုင်ငံတဝန်းရှိလူမှုအတိုင်းဝိုင်းတွေရဲ့စွမ်းဆောင်ရည်မြင့်တင်ပေးရေးမှာအာရုံစိုက်ထားပါတယ်ဆိုပြီးတော့ပြောဆိုခဲ့ပါတယ်ရှင်